အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာပေါ်တူဂီသင်းကောင်းဆောင်ရိုနယ်ဒိုနဲ့အင်ဖြူတော်စီအိုဗယ်အော့ဖစ်မှာတွေ့ဆုံပြီးအမတ်ရလက်ဆောင်ပေးခဲ့ပါတယ်။ The White House ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရိုနယ်ဒိုတို့လမ်းလျှောက်ပြီးစကားပြောပြုံးရွှင်နေတဲ့ဗီဒီယိုကို Tugol CR7 နဲ့45 47ဆိုပြီးခေါင်းစဉ်တက်ကသူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာမျှဝေမှုပြုလုပ်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ Sorry အင်ရှင်မင်သားမိုဟာမက်ဘင်ဆယ်မန်ရိုနယ်ဒိုအပါဝင်နာမည်ကြီးအများပြားကိုတဲကင်းအဲ့ခံခဲ့တဲ့ညစာစာပွဲမှာတားပြစ်သူဘာရွန်စီကနေချစ်ခင်မှုတွေပို့ပြီးရခဲ့တဲ့အတွက် ရန်နယ်ဒိုကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ဒေါ်နယ်ဒရန်ကတားပြစ်သူဘာရွန်ဟာရန်နယ်ဒိုရဲ့အမာခံပရိသတ်ဖြစ်တယ်လို့လည်းပြောခဲ့တာပါ။လောကဘက်ကြွမ်းကျင်သူတူကဒေါ်နယ်ဒရန်ဟာရန်နယ်ဒိုနဲ့တွဲဆုံတယ်မှာတားပြစ်သူဘာရွန်ရဲ့အာသာစွမ်းရည်တွေကြောင်းကိုပြောနေတယ်လို့ပြောခဲ့ပါတယ်။ရန်နယ်ဒိုကသူတို့ကိုအဲခံမှုတွေအမေရိကန်သမ္မတဒေါ်နယ်ဒရန်ကိုကျေးဇူးတင်တယ်လို့သူ့ရဲ့ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပါတယ်။ရန်နယ်ဒိုကဖိတ်ကြားမှုတွေရောကျွန်တော်နဲ့ကျွန်တော်ရဲ့အနာဂတ်ဇနီးလောက်ကိုနှွေးတွေးစွာကြိုးစုံမှုတွေကျေးဇူးတင်ပါတယ်သမ္မတကြီး။ကျွန်တော်တို့တူချင်းစီမှာအတိတ်ပဲရှိတဲ့တုံတရားပေးဖို့ရှိပြီးရဲရဲ င်းမှုတာဝန်ယူမှုထာဝရငြိမ်းချမ်းရေးတို့နဲ့အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့အနာဂတ်ကိုတည်ဆောက်ဖို့မျိုးဆက်အစ်တတွေကိုလုံးဆော်ရမှာကျွန်တော်ရဲ့အခန်းကဏ္ဍကိုတာဝန်ယူဖို့အသင့်ရှိတယ်လို့ရေးသားခဲ့တာပါရော်နယ်ဒိုဟာဒေါ်နယ်ထရန့်နဲ့တွဲဆုံခြင်းနဲ့သူ့ရဲ့ဆန္ဒကို PS Morgan နဲ့ပြုလုပ်တဲ့ပြီးခဲ့တဲ့အင်တာဗျူးမှာဖွင့်ရခဲ့ပြီးဒေါ်နယ်ထရန့်ရဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကိုချီးကျူးခဲ့ပါတယ်ဒါအပြင်ရော်နယ်ဒိုဟာပြီးခဲ့တဲ့ဇူလိုင်လကသူ့လက်မှတ်ရေးထိုးထားတဲ့ပေါ်တူဂီဂျာစီကိုဥရောပကောင်စီအကြီးအကဲအန်တိုနီယိုကော့စတာထံကနေတမနာဒေါ်နယ်ထရန့်ကိုပေးခဲ့တာလည်းဖြစ်ပါတယ်